ဟယ်လိုအားလုံးမင်္ဂလာပါဘူဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့အာဆင်နယ်ကတော့ဒီလန်ဒန်ဒါဘီဖြစ်ဖူလမ်ရဲ့အိမ်ကွင်းမှာလာကစားတဲ့ပွဲမှာခက်ခက်ခဲခဲရှင်ပိုင်ကစားခဲ့ရပြီးတော့ဝမ်းစည်းဆိုတဲ့ရတဲ့နဲ့ကျွန်တော်အနိုင်ရတယ်အနိုင်ရပြီးတော့ကျွန်တော်ဒါ clean sheet လဲယူနိုင်တယ်ပေကူလဲကျွန်တော်လုံးဝမရှိခဲ့တယ်လို့ရာကူလဲတကူနဲ့သုံးမှတ်ယူနိုင်ခဲ့တယ်ဆိုတော့ အဆင့်1နေရာကိုသူတို့ဆက်ပြီးတော့ရယူထားနိုင်စေဖြစ်တယ်ပေါ့နော်မန်ချက်စတာစီးတီးကိုသူတို့အနေနဲ့ဒါ၃မှတ်ထပ်ဖြတ်ထားသလိုလီဗာပူးအသင်းကိုလည်းသူတို့ဒီလက်ရှိလောလောဆယ်မှာ၄မှတ်ဖြတ်ထားတယ်အကယ်လို့တနင်္ဂနွေနေ့မှာရှင်မင်းကစားမဲ့မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာလီဗာပူးအသင်းအနိုင်ယူနိုင်အောင်မယ်ဆိုရင်တော့မှအာဆနီယာအတက်မှတ်တော့အသာစီးရနေအောင်မှာပေါ့နော်ဆိုတော့လီဗာပူးကဘယ်လိုဖြစ်လာမလဲတော့ကြည့်ရမှာပေါ့လေဒါတော့အာဆနီယာကဖူလန်ကိုတော်တော်ကိုခက်ခက်ခဲရှင်မင်းကစားခဲ့ရတာ ဖူလန်ရဲ့ဘက်ကအရင်ကောင်းနေတာမျိုးမဟုတ်ပေမဲ့အာဇနယ်ဘက်ကတိုက်စစ်ဆင်ဖို့ဂျူးပန်းနဲ့အချီတွေအကုန်လုံးနှီးပါကိုဘယ်လိုပြောမလဲတန်တန်နေများဆိုသလိုဖူလန်ရဲ့ဘက်ကပိတ်ချတာလားသူတို့ပြင်ကျွန်တော်တို့ဖူလန်အသင်းရဲ့ကစားပုံကဒါအလုံးနဲ့တည်တဲ့အတိုင်းပဲဟိုဘယ်လိုပြောမလဲမစ်ဘလော့ကျွန်တော်တို့ကစားမယ်ချစ်လက်တဲ့ခန်စစ်အစုဖွဲ့ကျွန်တော်ရှိတယ်အဲအမြင်ဘောတွေကော ground ball တွေကိုဘာမှတိတ်ပြီးတော့ဗောနော်လိုအပ်ချက်မရှိတဲ့နေထိုင်မှုကျွန်တော်ဖြစ်တယ်အဲ့တော့အသင်းနေအတွက်ကဖူလန်လိုအသင်းမျိုးကိုအဲသူတို့ရဲ့ mid block နော်ကျွန်တော်ဒါခန်းစစ်ကိုဟိုဖောက်ဖို့ကဘလူးမန့်ကိုကျွန်တော်မလွဲတာအဲ့လိုအနေထားမှာကိုပဲအာဆင်နယ်ကိုရိုင်းရဲ့ဘက်ကလည်းသူတို့ရဲ့ထုံးစံတိုင်းတောင်းကန်ဘောကနေပြီးတော့ပဲဂူရတာကတော်တော်ကိုလုံလောက်သွားတယ်ပြောရမယ်ဘာလို့လဲဆိုတော့ဖူလန်ဟာ open play ကနေပြီးတော့အခွင့်အရေးတွေသူတို့အများကြီးမပေးရအောင်လို့ကြိုးပမ်းနေကြတာမာကိုစီးပါးကတော်တော်ကိုချီးကျူးစရာကောင်းတဲ့နီးပြပါသူရင်ဆိုင်ရတဲ့အသင်းတွေပေါ်မှာမူတည်ပြီးတော့အသင်းကိုလူတို့အပြောင်းလဲလုပ်တယ်ချစ်လက်တဲ့ပေါ့နော်ဒီခန်းစစ်နဲ့ကွန်းလေအစုအဖွဲ့ကိုဦးစားပေးပြီးတော့ကစားသွားတယ် တံမြေကြီးမှာထိရောက်မှုတွေအများကြီးမရှိဘူးဆိုရင်တော့မှပေးကူးနဲ့ပေါ်တော့ကျွန်တော်သာဒီ NDA ဘိုင်းကိုတော့တက်ထန်နေမဲ့သူကကြောက်အောင်လှုပ်ထားတာဆိုတော့ဒီဘွဲမှာဆိုလို့ရှိရင်ဖူလန်ကကိုဘောက်ကွန်တင်မှု၉ချိန်ကျွန်တော်ရတယ်တကြိမ်မှကိုဘောက်မတက်ခဲ့ဘူးเนาะကိုဘောက်တကြိမ်မှကျွန်တော်မတက်ခဲ့ဘူးအာဇနဲဘက်က၁၆ချိန်ကိုဘောက်ကင်ရင်နဲ့သူတို့၅ချိန်ကိုဘောက်တဲ့တယ်ဒီထဲမှာဆိုလို့ရှိရင်တော့ဟိုထရပ်ကတော့ဗီတန်ယိုခရက်စ်တို့ဒုတိယပိုင်းကကန်ချက်တွေကျွန်တော်ပါမယ်လီနိုပုတ်သွားတဲ့လုံးနေဒါအပြင်ကျွန်တော်နေနေပေါ့နော် အဲဒီဟွာရဲ့ဘယ်လိုပြောမလဲထရော့ဆာရဲ့ကျွန်တော်တို့ဆိုပါလေမာတင်နီလီရဲ့ကျွန်တော်တို့ကထက်စင်အပိတ်တဲ့အလုံးကြီးကျွန်တော်ပါမယ်ဒါရီအကုန်လုံးကကျွန်တော်နေနဲ့ဒါဂိုးသမားဒီနိုကကျွန်တော်နေနဲ့ပေါ့နော်ဒါကာခွေသွားတာဆိုတော့ဒီညမှာအငင်းပွားပဲဖြစ်ခဲ့တာကတော့စာကာရဲ့ပင်နေဒီလုံးပေါ့လေစာကာရဲ့ပင်နေဒီကိုကျွန်တော်တို့တိုင်မီကြီးကပယ်ဖြတ်တယ်အဲဒီညမှာဆိုလို့ရှိရင်တော့စာသားချင်းပင်နေဒီပေးလိုက်တယ်ပေါ့နော်ဒါအီဒီယာဘောက်ဆဲမှာပင်နေဒီဖြစ်တယ်ဆိုပြီးဗရမ်းပဲပြန်ပြီးတော့ check လုပ်ရင်းနဲ့ကျွန်တော်ဒီ ဖူလန်ကစားမကစာကာကိုကျွန်တော်တို့ဖြတ်ဖို့လှုပ်လိုက်တဲ့အချိန်မျိုးမှာဘောလုံးထိသွားတယ်ဘောလုံးထိသွားတဲ့အခါမှာဒိုင်နူကြီးကတော့ဗောနော်ဒါလုံးဝဘောလုံးထိတယ်ဒါပင်နေတီမဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့ကညှင်းပယ်တယ်တကယ်တမ်းကလည်းမနိုင်ပြောရင်ကျွန်တော်တို့ဒီလောက်ထိဗောနော်ဒီခဏတိုင်းခဏတိုင်းပြင်ပြင်ပြနေရတယ်ကိုကျွန်တော်တို့ကြည့်ရင်ဒါပြဿနာမရှိဘူးဒါကျွန်တော်တို့လုံးဝဘောလုံးကိုပဲဖြတ်နိုင်ခဲ့တယ်ဆိုတာတော်တော်ကိုဟိုမြင်ကြလိမ့်မယ်လို့ထင်တယ်ဗောနော်အဲ့ဒီတော့ကျွန်တော်ဒါတိတ်ပြီးတော့တော့ညှင်းပွားတယ်ဖြစ်ခဲ့တာတော့ကျွန်တော်မဟုတ်ဘူးဒါပေမဲ့လို့အာဆင်နယ်တွေ့တော့ လိုအပ်တဲ့နိုင်ပွဲရတာကဒါကောင်းတဲ့တစ်ချက်ပဲတခုရှိရရှိတာပေါ့လေတိုက်စစ်မှာ Vedan Yogres ကနေပြီးတော့သူတို့လူချင်းနဲ့ Twin Go တွေတော့မမြင်ရဘူးပေါ့နော် Yogres နဲ့ပတ်သက်လို့ရှိရင်ကိုပေါက်ပြောက်နေတယ်ကျွန်တော်ကြားပြီးအဲ Penalty ရမယ်ဆိုလို့ရှိရင်သူတန်ကန်မှုအခွင့်အရေးရကောင်းရအောင်မှာဒါပေမဲ့လို့ Saka ဟာ Penalty ကိုဦးစားပေးကန်နေကစားမှာဆိုတော့သူကြောင့်ရလာတဲ့ Penalty ကိုသူလည်းပဲကန်မိုင်းပုံစံမျိုးပါပဲနော်ပြီးခဲ့တဲ့တပတ်တော့ဟိုတစ်ခေါက်တုန်းကလည်းကျွန်တော်တွေ့သွားပြီးဒါပေမဲ့ Vedan Yogres ကနေပြီးတော့ Arsenal လူချင်းနဲ့ Twin Go တွေမရသေးဘူး တော့ဒီဒုတိယပိုင်းမှာတော့မှသူ့အနေနဲ့ဘောနော် clear catch chance တွေပါတယ်ကောင်းကောင်းမရခဲ့ဘူးဟို area box ထဲမှာသူကန်ခွင့်ရတာတလုံးလားမသိဘူးကျွန်တော်မမေ့တလို့ဆိုရှိတယ်ဒုတိယပိုင်းမှာအဲတကယ်အဲ့ဒါကိုထွက်လာတဲ့ဟာကို Martinelli ပြန်ပိတ်တာ Lino ရဲ့ခြေထောက်နဲ့မှန်ပြီးတော့ down gun ball တွေပါတယ်ဖြစ်သွားတာအဲ့ဒီလိုမျိုးကျွန်တော်ကောင်းကောင်းမမေ့တယ်ဒါဆိုတော့ Trossard ကတော့ကျွန်တော်ကိုးရတယ်ပေါ့လေဒီနေရာမှာ Arsenal ရဲ့ထုံးတန်တိုင်းကျွန်တော် down gun ball Saka ကနေပြီးတော့လုံးဝ in swing နဲ့လုတ်ပေးလိုက်တဲ့အနေထားမှာပြန်ထိပြီးတော့ကြာလာတဲ့လုံးကိုကျွန်တော် ထရော့ဆာက react ကောင်းကောင်းလှုပ်သွားပြီးတော့ဂူးရသွားတယ်အဲ့ဒီတလုံးကပဲသူတို့ကိုတုံ့မှတ်ပြီးသွားပြီးတော့အဆင့်1မှာဆက်နေဖို့အခွင့်အရေးပေးခဲ့တာဟိုဘလူးပဲပြပြပြီးခဲ့တဲ့ယာဂီတီကလည်းမျိုးဟိုတခုခုအကြောင်းဖန်လာပြီးနိုင်ပွဲတခုလိုအပ်လာပြီးဆိုလို့ရှိရင် အာဇနီမှာကိုရဖို့တုံးမဲ့ရဖို့အတွက်ပေါ့နော်အိုင်ဒီယာတွေကတိတ်ရှိမနေဘူးအဲရုံးကန်နေရတဲ့ဒါပါတော့ပြီးခဲ့တဲ့ရာသီတွေဆိုလို့ရှိရင်မီဘလော့တွေကိုဖြည်တိုင်းမှုတွေအရင်ခက်ခဲတာတွေကျွန်တော်တွေ့ရတယ်ပြိုင်ဘက်ကပိတ်ဆို့ကစားပြီဆိုလို့ရှိရင်သူတို့မှအပြည့်မရှိတော့ဘူးဒါမျိုးတွေပေါ့ဒါပေမဲ့ဒီရာသီမှာဆိုလို့ရှိရင်ရလက်တွေကိုပြောင်းလဲနိုင်တဲ့ကစားမတွေကျွန်တော်ရှိလာပြီအဲဇီရိုရဲ့အကောင်းဆုံးပုံစံတွေကိုကျွန်တော်တွေ့မနေရသေးဘူးဒါတော့မှဒါပေမဲ့လို့ပေါ့နော်မာတင်နယ်လီတို့ဒီရာသီဒုတိယပိုင်းမှာဝင်လာပြီးတော့ခြေသွမ်းကောင်းတွေ twin goal တွေ phantom တွေ impact တွေကျွန်တော်ပြနေတယ် trusser တို့ဘာလို့ impact တီကျွန်တော်ပြနေတယ်เนาะဆိုတော့ဒါအပြင် SZ လိုမျိုးပွဲကိုအပြောင်းလဲလုပ်ပြီးနေဆိုရှိတဲ့ player တွေကိုပိုင်ဆိုင်ထားလို့ Saka တို့ပြန်ကောင်းလာပြီးတောင်းကန်ပေါ်တွေကနေ set piece တီကနေလည်း goal တွေကသူတို့အတွက်သာရနေတော့မယ်ဒါတွေကိုကျွန်တော်ကြည့်ရင်အခုလိုမျိုး Fulham တို့လိုမျိုးကြစ်လက်တဲ့ခံစစ်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ အဲဗာလဲအဲ mid block ကစားတာကောင်းနေဆိုတဲ့အသင်းမျိုးတွေကိုချီဖြက်ဖို့ဆိုတာကလည်း set piece တွေကိုအကူအမဲ့နေထားမျိုးဖြစ်နေတာဒါတွေကနေပဲအာဆင်နယ်ကသုံးချသွားပြီးတော့1-0ဆိုတဲ့ရလနဲ့ပဲအနိုင်ရသွားတာသုံးမှတ်တွေလုံလောက်တယ်ပေါ့လေအဓိကတော့သုံးမှတ်ပေါ့ကိုပြတ်ရင်အကောင်းဆုံးဆိုပြီးမဲ့လို့ကိုမပြတ်နိုင်တဲ့ပွဲမျိုးတွေမှာဆိုရင်သုံးမှတ်တည်တာအရေးကြီးဆုံးအခြေအနေဖြစ်နေတာပိုကောင်းတာကသူတို့အတွက် clean ရှိပါသူတို့ရတယ်အာဆင်နယ်ကလည်းရှိ10ပွဲကစားပြီးတဲ့အချိန်မှာတိုက်စစ်က15ဂိုးရပြီးတော့ခန်းစစ်က3ဂိုးပဲပြီးထားပါသေးတယ်အဲ့တော့ပွဲတွေကိုအနိုင်ရဖို့ဆိုလို့ရှိရင် တိုက်စစ်ကဂူရီရဖို့လိုတယ်လို့ဖလားတွေပါရင်ရဖို့ဆိုရင်ခံစစ်ကဂူရီပေးရပါနဲဘူးကျွန်တော်လူတယ်ဆိုပြီးတော့ပြောခဲ့တဲ့စကားတွေရှိလို့ပဲလက်ရှိမှာအာဆင်နယ်ကတိုက်စစ်ကိုခံစစ်ကိုပို့ပြီးတော့ improve အများကြီးဖြစ်လာတဲ့ results တွေကိုကျွန်တော်တို့မြင်ထားရတယ်ဆွမ်းဆောင်ရည်ကိုကျွန်တော်မြင်ထားရတယ်ဆိုတော့အာဆင်နယ်ကတော့မိုင်ယွန်းမရှိ10ပွဲမှာ6ပွဲထိနိုင်တယ်တပွဲတည်းတပွဲရှုံးဆိုတဲ့ရလနဲ့16 16မှတ်တီးရပြီးတော့ဒုတိယနေရာက Manchester City ကိုလည်းတော့တုံ့မှန်ဖြတ်ထားတယ် ညီကတို့အနေနဲ့ရောအာဆနယ်ဆွမ်းဆောင်ရင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်ကြီးကြီးအားဖြင့်ဒီကုများလုံးကိုကျေးဇူးများတင်ပါတယ်